အဲ့တော့အာလောကဒီလူကြီးရဲ့ညောင်မင်းအောက်ကဘိမ့်မှန်ကြီးရလဲပဲအေးတော်တဲ့သွားလာနေတဲ့ပုံကိုယ်တွေအဲ့ဒီညောင်မင်းကြီးအောင်ဝင်နာနေကြပြီမယ်လို့ဘိမ့်မှန်ကြီးကိုမြင်ရတာမဟုတ်ဘူးသို့သောဘိမ့်မှန်ကြီးကရှိတယ်မြတ်စွာဘုရားကတရက်တော့အဲ့ဒီဘိမ့်မှန်ကြီးထဲမှာသွားပြီးသရင်သုံးနေတယ်အာလောကဒီလူကြီးကအစီဝေးသွားနေတယ် သူလည်းပြန်ရောက်လာရောစိတ်တွေဆိုးတယ်စိတ်ဆိုးတယ်ဆိုဘုရားကမကြည်ညိုဘူးလေသူတို့စေရိုက်နဲ့ဘုရားဟောတဲ့တရားက မကြိုက်ဘူးမကြိုက်သေးတဲ့ကြောင့်ကိုဘာသာဝင်မဟုတ်တော့သူစိတ်တအားဆိုးတယ်ဆိုးတော့မြတ်စွာဘုရားကိုဒုက္ခအမျိုးမျိုးပေးတယ်ပေါ့နောက်ဆုံးမှာ အာမတံမန်ရှောတဲ့အနေနဲ့ तू ဘာလုပ်တုံဆိုရင် तू အစွမ်းကုန်မြတ်စွာဘုရားကိုသူ့ဘိမ့်မှန်နဲ့ထွက်ခွာအောင်လုပ်တယ်မရဘူးနောက်ဆုံးကြတော့ तू ဘာလုပ်တုံဆိုရင်အရှင်ဂေါရမသူများခွင့်မပြုတဲ့အဆောက်အဦတွေဘာဖြစ်လို့ဝင်နေရခုပဲထွက်သွားလိုက်ပါဆိုတော့မြတ်စွာဘုရားလည်းကဲမင်းထွက်စေခြင်းထွက်တာပေါ့လို့ဆိုတော့ ထွက်ထွက်သွားလိုက်ပါလို့ပြောတယ်ချက်ချင်းထပြီးထွက်သွားတယ်တဲ့မြတ်စွာဘုရားသူကအဲ့ဒီတော့စဉ်းစားတယ်ဩဒီလိုတော့လွယ်သားပဲငါညတညာလုံးမောင်းထုတ်တာမရဘူးပေါ့ခုထွက်သွားလိုက်ပါဆိုလွယ်လွယ်ကူကူနဲ့ထွက်သွားတာတကယ်ပဲသူငါပြောတာလိုက်နာတာဟုတ်မဟုတ်စမ်းကြည့်အောင်ပဲဆိုရင်ကိုတော်ပြန်ဝင်ခဲ့အောင်ဆိုတော့ အေးမင်းကဝင်စီခြင်းလဲဝင်တာပေါ့ကွာဆိုပြန်ဝင်လာခဲ့တယ်မြတ်စွာဘုရားအဲ့လိုနဲ့ထွက်လိုက်အောင်ဆို ထွက်သွားလိုက် ဝင်လိုက်အောင်ဆိုဝင်လာလိုက်အဲ့ဒါလို့သုံးကလောက်ထီအောင် तू ကခိုင်းတယ်ဒါဖြင့်ဒီဘီလူးခိုင်းတာဖခင်ကဘာဖြစ်လို့လိုက်ပြီးလုံနေတာတုံးလို့ဆိုသူ့ရဲ့စိတ်ဓာတ်ကိုမြတ်စွာဘုရားခုစားနေတာအလကားလောက်တာမဟုတ်ဘူးရည်ရွယ်ချက်ရှိရှိနဲ့လောက် စိတ်ဆိုးနေတဲ့လူတယောက်ကိုပိုးစိတ်ဆိုးအောင်လုပ်ရင်ပိုပြီးတော့စိတ်မဆိုးပေဘူးလားအေးသူจิตတ်အောင်လို့လုတ်ပြလိုက်တဲ့အခါမှာလူကจิตတ်သွားကြည်လေကလေးလေးတွေချော့တဲ့အခါမှာအမလေးကလေးလေးတွေရတခုခုနဲ့ဟိုခိုင်းမိသွားလို့ရှင် လူကြီးတွေကလုတ်တယ်မို့လားဥပမာပဲ ကလထိုင်နဲ့တိုက်ပြီလို့ကလေးလေးကနာသွားလို့အိုတယ်ဆိုရင်လူကြီးကကလထိုင်ကိုကဲတိုက်အောင်ဟဲတိုက်အောင်ဟဲဆိုရိုက်လိုက်တဲ့အခါကျတော့ကလေးလေးကခြေနဲ့မသွားဘူးလားစိတ်ခုစားတာအဲ့ဒါကလထိုင်ကရိုက်လို့ကလေးမှနာတာပျောက်ပါမလားပျောက်ဘူးမလုပ်တာတော့စိတ်ကိုခုစားတာအခုလည်းပဲအာလောကဘီလူကြီး သိကြံတန်းခက်ထန်နေတဲ့စိတ်လေးပျော်ပြောင်းသွားအောင်လို့ဘုရားက သူခိုင်းတာလေးလှုပ်လိုက်တယ်။နောက်ဆုံးတတိယအကျင့်ခိုင်းပြီးတော့သရုပ်ထအကျင့်ရောက်တဲ့အခါကျတော့ဘလူးကြီးကအင်းဒီတခါထွက်ရင်တော့ဒီတခါထွက်ရင်တော့ငါခြေတော်နှချောင်းခိုင်းပြီးတော့ပြစ်လိုက်မယ်ဆိုပြီးတော့သူ့စိတ်ထဲမှာအဲ့လိုစိတ်ကူးမိတယ် ဒီတခါထလာရင်တော့မသက်တာဘူးခြေတော်တစ်ချောင်းဆွဲပြီးတော့ငါပြစ်မယ်လို့အဲ့ဒါလို့လဲစိတ်ကူးပြီးတော့ကိုရောဗိမာန်တဲ့ကထွက်သွားပါလို့ဆိုတော့မြတ်စွာဘုရားကပြောတော့ငါမထွက်နိုင်ဘူးတဲ့မင်းလှုပ်ချင်တာလှုပ်တယ်ဘာဖြစ်လို့ဒီလို ပြောတော့ဆိုလို့ရှိရင် ကြည့်လေဒီကောင်မကောင်းတဲ့အကြံကြံထားတာလိုက်လို့ရှိရင်မဖြစ်တော့ဒီချိန်မှာ မင်းလှုပ်ချင်တာလှုပ်လို့ဆိုတော့သူ့စိတ်ထဲမှာအဲ့ဒါဘာပေါ်လာတော့ဆို။အော်ဒီရန်ကောမှာတိတ်တကိုးကြီးတယ်။စိတ်သဘောထားကြတော့လေနူးညံ့သားပဲ။ငါစိတ်အကြံနေလဲသူအကုန်သိနေတယ်။ဒီတခါထွက်ရင်တော့ငါကခြေထောက်နှချောင်းကင်ပြီးတော့ပြစ်မလို့စိတ်ကူးနေတယ်။ तू အဲ့ဒါသိတယ်။အဲ့တော့ဒီလိုပုဂ္ဂိုလ်ငါစီရောက်လာတာအလဟတတော်မဖြစ်ဘူး ဓမ္မနဲ့ပတ်သက်တဲ့မေးခွန်းတွေဘဝအရေးနဲ့ပတ်သက်တဲ့မေးခွန်းတွေငါမေးဦးမယ်ငါသိချင်နေတာတွေလည်းရှိတယ်မေးခွန်းပေါင်း73ခုမေးတယ်သူကဒီမေးခွန်းတွေကသူကဘယ်ကရတာတုံးလို့ဆိုလို့ရှိရင်သူ့မိဘတွေကအဆက်ဆက်မေးခွန်းနဲ့အဖြေသူ့သင်ပေးထားတာအဲ့ဒီမေးခွန်းနဲ့အဖြေကသူတို့ tradition လို့ပြောပါတယ်ဘိုးဘွားမိဘလက်ထက်ကလေးကဒီအမေနဲ့အဖြေလေးတွေမှတ်ထားသူ့လက်ထက်ရောက်တဲ့အခါကျတော့အမေလေးတွေပဲကြံပြီးတော့အဖြေတွေပြောက်ဒီအဖြေတွေသိချင်ဟုတ်ကလားအထင်းသိမ့်မတတ်ရင်ဒီလိုပဲပြောက်တတ်တယ်မို့လားငါကတော့အမေဖေးတွေကတင်ထားတဲ့စာလေးကြီးတော့တချို့ပျောက်သွားကြတယ်ဟော အာလဝကဟာလည်းဒီတိုင်းပဲအမေဖေတွေကသင်ပေးထားတဲ့ဘဝအရေးနဲ့ပတ်သက်တဲ့မိကွန်းနဲ့အဖြေလေးတွေကို သူသင်ပေးထားတာငငယ်ရသင်ပေးထားတာလေးတွေပျောက်သွားတဲ့အခါကျတော့သူခေါင်းထဲမှာအမေးလေးတွေပဲခြံတော့တယ်အဖြေတွေမရှိတော့ဒါဖြင့်ဒီအမေးနဲ့အဖြေကဘယ်ရရတာတော့ဒီအဖြေတွေကဘသူစီကဟာတွေတုံးလို့ဆိုတော့ ဂေါရမမြတ်စွာဘုရားရဲ့အရင်ပွင့်သွားတဲ့ကတ္တဗမြတ်စွာဘုရားဟောခဲ့တဲ့ဟာလေးတွေအဲ့ဒါတွေကိုအစဉ်ဆက်မှတ်သားလာတာကတ္တဗမြတ်စွာဘုရား အစဉ်ဆက်ဟောခဲ့တဲ့အမေးနဲ့အဖြေလေးတွေကိုသူ့ဘိုးဘွားမိဘတွေကအစဉ်ဆက်မှတ်သားလာခဲ့ပြီးတော့သူ့ထီအောင်ရောက်လာဒါပေမဲ့သူ့လက်ထက်ကျတော့အဖြေတွေပျောက်သွားဖြေတွေမေ့ကုန် အဲ့တော့သူစိတ်ထဲမှာသိကျင်နေတာသိသိကျင်လို့သူ့ဘိမှန်ပေါ်ကကြော်ဖြတ်သွားတဲ့ဇံရယသိတွေပါတယ်ဆိုလို့ရှင်သူကတခါတည်းသူ့တကူနဲ့ဇံရယသိတွေသူ့ဘိမှန်ပေါ်ဆင်းလောင်လုပ်ပြီးမိကုန်းနေမေးတာပဲမဖြေနိုင်ဘူးဆိုရင်နှိပ်ဆက်ပြီးလှုပ်လိုက်တာသူကဒါလှုပ်နေချာသူ့လှုပ်နေချာ သူလိုချင်တဲ့မိကွန်းရဲ့အဖြေကိုမရဘူးဆိုသူစိတ်ဆိုးတယ်မဖြေနိုင်ခေါင်းလားဆိုပြီးတော့အဲ့ဒီရဲ့သေးတွေကိုနှိမ့်ဆက်ပြီးလွတ်လည်ရှိတယ်သူကခုမြတ်စွာဘုရားနဲ့တွေ့တဲ့အခါလဲဒီမိကွန်းမေးဖို့သူစိတ်ကူးရတယ်အဲ့ဒီမိကွန်းတွေကဘဝအရေးနဲ့ပတ်သက်လာတဲ့မိကွန်းတွေကြီးပဲအမတန်ကျန်တဲ့ ဘလူကြီးတယောက်ကမေးတဲ့မေးခွန်းတွေဟာဘဝနဲ့ပတ်သက်ပြီးဘလောက်တန်ဖိုးရှိတယ်လဲဆိုတာစဉ်းစားကြည့်ဖို့ဒီအမေးနဲ့အဖြေဟာလောကလူသားတွေရဲ့အမြင်နဲ့ကိုက်ချင်မှကိုက်တယ်သို့သောတကယ်တန်ဖိုးရှိတဲ့အဖြေတွေတဲ့သူပထမဆုံးမေးလိုက်တဲ့မေးခွန်းရသော်ဘုရားက မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားကအေးမေးမေးချင်တယ်ဆိုရင်မေးပါဘယ်ခါမဆိုမေးနိုင်တယ်ခွင့်ပြုလိုက်တဲ့အခါသူမေးခွန်းတစ်ကိုစမေးတယ်နံပါတ်1မေးခွန်းကဘာလဲလို့ဆိုရင် လောကမှာတဲ့အကောင်းဆုံးဥစ္စာဆိုတာဘာလဲဒီမေးခွန်းမေးတယ်လောကလူတွေကတော့ဘာပြောကြမလဲလို့ဆိုလို့ရှိရင်ကြည့်လေ ဆင်းရွှင်ရတနာတွေကိုတန်ဖိုးသိတယ်လို့ဆိုလို့ရှိရင်လောကမှာဘာကောင်းဆုံးလို့မေးရင်ဘယ်ဘယ်ပစ္စည်းဥစ္စာအကောင်းဆုံးလို့ဆိုရင်ပြောကြမှာပေါ့စိန်ကအကောင်းဆုံးလို့ရွှေကအကောင်းဆုံးလို့မပြောကြပဲဘူးလားပရမညာအကောင်းဆုံးလို့ဒီလိုပဲပြောကြမှာလောကလူသားတွေလောကမှာအကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘာလဲသူမေးတယ်မေးကုန် ဘဝနဲ့တွေးတာအများလူတွေကဒီတိုင်းများလူတွေကို မေးလိုက်မယ်ဆိုရင်အဖြေမျိုးမျိုးထွက်မှာဖြေမျိုးမျိုးထွက်မှာတိုက်လို့ခြင်းတဲ့လူကတိုက်ပေါ့ရွှေလို့ခြင်းတဲ့လူက ရွှေလို့ပြောမှာပဲကားလို့ခြင်းတဲ့လူကကားလို့ပြောမှာပဲဟုတ်ကလားအဖြေတွေမျိုးမျိုးမထွက်နိုင်ဘူးလားထွက်နိုင်တယ်အကောင်းဆုံး ပစ္စည်းဥစ္စာဟာဘာလဲလို့ဆိုတော့မြတ်စွာဘုရား ဖြေလိုက်တာက လောကလူတွေရဲ့မတွေးမိတဲ့အဖြေမျိုးပဲမြတ်စွာဘုရားဘာဖြေတုံးဆိုရင်တရားတရားဟာအကောင်းဆုံးဥစ္စာဟာလေကဲဒီဒီအဖြေရဲ့လေးနက်မှုကဘလောက်ထိအောင်သွားတော့ဆိုရင်ဆိုပါစို့စိတ်ရဲ့တံမိုးကိုကြည့်ရအောင် စိဟာတံမိုးရှိတယ်မှန်တယ်နော်အမတံမတံမိုးရှိတယ်ရွှေဟာလည်းအမတံမတံမိုးရှိတယ်အာလုံးသိကြတယ်ဗရမျာတွေလည်းမတံမတံမိုးရှိတယ်တခြားပစ္စည်းဥစ္စာတွေလည်းတံမိုးရှိတယ်သို့တော့အဲ့ဒီတံမိုးဟာတံမိုးရှိတဲ့ယရနာပစ္စည်းတွေဟာရန်သူမျိုး၅ပါးနဲ့ပြတ်နိုင်သလားမပြတ်နိုင်ဘူးလားပြတ်နိုင်တယ် အဲ့တော့ဒီဘဝတည်းမဲ့ကိုနဲ့ခွဲသွားတဲ့ပစ္စည်းတွေအများကြီးရှိတယ်။ဆိုရလို့စိန်ရှိတဲ့ပုဂ္ဂိုလ်လည်းပဲစိန်လူကျင်တဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင် ကိုယ်စီကလူရက်ပြီးယူမသွားဘူးလား။နောက်ဆုံးကိုအားနေပြီးတော့ဘဝတစ်ခု ဆုံးသက်သွားလို့ရှိရင်လည်းကိုပိုင်တဲ့စိန်မထားခဲ့ရဘူးလား။ထားခဲ့ရတယ်။ဒီပစ္စည်းတွေရဲ့တန်ဖိုးဟာ အချိန်ကာလပိုင်းနဲ့ကြည့်မယ်အတုံးနဲ့ကြည့်မယ်ဆိုရင်အလွန်တူတောင်းနေအလွန်လဲအန်တယ်များတယ်မများဘူးလားတရောင်းစားတပြားတိုက်ခံရတယ်လို့မကြားဘူးဟောနော်ပတ်ဆက်ရှိတဲ့လူဝင်တိုက်တာမဟုတ်လားအေးပတ်ဆက်ရှိလာပြီဆိုလို့ရှိရင်အန်တရေကိုဖိတ်ခေါ်နေတာလို့ကြား ပစ္စည်းဥစ္စာချမ်းသာလေးလေးမကြောက်ရဘူးလားကြောက်ရတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာထိုပစ္စည်းဥစ္စာရဲ့အန္တရာယ်ကြောင့်အမတန်မှထိတ်လန့်ကြောက်ရွံ့ပြီးစိုးရိမ်နေကြရဒါလက်တွေ့ပဲဘဝမရှိတောင်းတရှိချောင်းကြလောကရှိတဲ့ပစ္စည်းဥစ္စာတွေက မရှိတဲ့လူက တောင်းတတယ်ရှိတဲ့လူကဘာဖြစ်လဲ ကြောင်းကြတယ်ဆိုတာပူပန်နေရတာကိုပြောတာတော့လေးတစ်ခါခါနဲ့မိခံတစ်တာကြီးနဲ့ဟိုအပ်ရလဲစိတ်မချဒီအပ်ထားလဲစိတ်မချနဲ့ဒီလိုဖြစ်မနေဘူးလားအဲ့တော့ဒီပစ္စည်းဟိုဆံကလူကိုအကျိုးပြုနေတာလားလူကိုနှိမ့်ဆက်နေတာလားတကယ်ကနှိမ့်ဆက်နေတာနော် အဲ့တော့နှိမ့်ဆက်နေတဲ့အရာဝတ္ထုတစ်ခုကိုအကောင်းဆုံးပစ္စည်းလို့ဒီလိုနာမည်တက်လို့ဖြစ်ပါမလားမဖြစ်ဘူးဒါကြောင့်မို့အကောင်းဆုံးပစ္စည်းလို့မခေါ်နိုင်ဘူးပစ္စည်းဥစ္စာသည်လူကိုနှိမ့်ဆက်တတ်တယ်ဖြည့်ဆည်းတတ်တယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဟောထားတာရှိတယ်ဟန္နန္ဒီဘောကထုံမေတာနောစပါရခဝေတိနောဒီဘဝတွေမကဘူးဘဝမှာ ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာအလူရဲ့အတိုင်ခိုက်အတပ်ဖြတ်ခံရတဲ့လူတွေရှိတယ်။ပစ္စည်းဥစ္စာကြောင့်နောင်ဘဝမှာဖြိတ်တာဘဝရောက်သွားတဲ့လူတွေရှိတယ်၊ငရဲကြသွားတဲ့လူတွေရှိတယ်။ပစ္စည်းဥစ္စာကသူ့ကိုဒုက္ခပေးသွား။လောကလူတွေကတော့သိတယ်အေးရွှေတွေငွေတွေချမ်းသာလို့ရှိရင်ဒီပစ္စည်းဥစ္စာတွေကအကုန်လုံးငါ့အတွက်ချမ်းသာဒုက္ခပေးလိမ့်မယ်လို့ဒီလိုမထင်ကြဘူးလား။ သို့သောချမ်းသာတင်ပေးတာဟုတ်ကဲ့လားဆင်းရဲဒုက္ခကပုံများတယ်နော်ချမ်းသာတာပေးတာနည်းနည်းလေးရဲ့ဟုတ်လားစိတ်လေးရှိလို့စိတ်လေးဝုတ်ပြီးတော့စိတ်တကခလေးပန်ပြီးတော့ခေါင်းလေးရမ်းလိုက်လို့ဝင်းငယ်နဲ့ဝင်းငယ်နဲ့ဘေးကလူကအထင်ကြီးတယ်ဒီရတာလေးတစ်ခုပဲခံလို့ရမှာပို့ပြီးတော့ကြောက်နေရတယ်ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့ ပစ္စည်းဥစ္စာကပေးတဲ့ချမ်းသာဒုက္ခဆိုတာအမတန်နဲပြီအမတန်တူတောင်းတယ်တဲ့ဒါကြောင့်မို့အမျက်ဆုံးဥစ္စာလို့ခေါ်နိုင်ပါမလားမခေါ်နိုင်လို့မြတ်စွာဘုရား အဖြေသည်လောက လူသားတွေရဲ့အဖြေနဲ့ဆန့်ကျင်နေတယ်မြတ်စွာဘုရားကတတ္ထိဒဝိတံပုရိသတသစ္ထံနဲ့အာလောကကြီးကမေးလိုက်တော့မြတ်စွာဘုရားအဖြေတာလောကမှာလူတွေအဖို့အကောင်းဆုံးဥစ္စာဆိုတာတရားတရားကိုပြောတာတဲ့ ဒါဖြင့်ကောင်းပြီတရားတရားဆိုတာဘာဖြစ်လို့အကောင်းဆုံးဥစ္စာပြောတော့လောကလူတွေဟာတရားတရားမရှိရင်ဒါနကောင်းမှုလုပ်ပါမလားသီလကောဆောက်တည်ပါမလားကမ္မထံဘာဝနာရောအထုတ်ပါမလားမထုတ်ဘူးတတ္တာလို့ဆိုရဲစိတ်ဝင်စားမှုလေးယုံကြည်မှုလေးပေါ်မှာအခြေခံပြီးတော့လူတွေဟာဒါနကောင်းမှုလုပ်တယ် ဒါနကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဒီဘဝတန်လျာမှာ ချမ်းသာဒုက္ခအပြည့်ရကြတာကြည့်ပဲဟုတ်ကလားလောကမှာတထေးကြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဟာကြည်ကိုဘဝကိုလက်ထက်ကိုကျူးစားလို့စီးစိမ်ဥစ္စာရလာတာမရှိဘူးမဟုတ်ရှိတယ်ဒါလည်းကံပေးမှခိုင်မြဲတယ် ဘဝမှာအလွန်ချမ်းသာတဲ့မိသားစုအိမ်ကို ရောက်လာဖို့ဆိုတာဘယ်သူကပို့တာကံပို့တာအခုလိုဒါနကောင်းမှုသရတရားရှိခဲ့သည့်အတွက်ကြောင့်သရတရားကပို့လိုက်တယ်လို့ပြောလို့ရဟုတ်ကဲ့လားချမ်းသာတဲ့မိသားစုအိမ်မှာလူလာဖြစ်ဖို့ရာအတွက် တရတရားရှိခဲ့တဲ့ကုသကောင်းမှုတွေလုပ်ခဲ့သည့်အတွက်ကြောင့်ဟောတရတရားကပို့လိုက်တာသူ့မှာပိုင်ဆိုင်တာဘာတော့ဆိုရင်တတ္ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်တယ်တတ္ထာဆိုတဲ့ဥစ္စာပိုင်ဆိုင်လို့ရှိရင်ဇောတိကဆိုတဲ့တထေမျိုးကြီးလည်းဖြစ်တာပဲဇောတိကတထေကြီးဘာကြောင့်တထေဖြစ်တုံးတတ္ထာရှိခဲ့လို့ဟိုတုန်းကဇတိလတထေကဘာကြောင့်တထေဖြစ်တာတော့တတ္ထာရှိခဲ့လို့ဟုတ်ကဲ့လား တရားကိုအရင်တည်ထားပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဇောတိကတို့ဇတိလတို့ပုံနာတို့ဆိုတဲ့တထည်တွေဖြစ်လာရတာတဲ့ပုံနာတို့များဆိုလို့ရှင်ချိလှူတာကနည်းနည်းရလိုက်တာကအများကြီးထွန်ထားတဲ့မြေကြီးကလေးအကုန်လုံးရွှေဖြစ်သွားဘယ်သူကပေးတာတော့တရားကပေးတယ်ဩတရားပေး ဒါကြောင့်မို့တရားကပေးတဲ့ပစ္စည်းဥစ္စာဆိုလို့ရှိရင်ဖြက်လည်းဖြက်စီးလို့မရဘူးအလွန်ခိုင်ပါတယ်တရားကြောင့်ရလာတဲ့ပစ္စည်းတရားရှိနေပြီဆိုလို့ရှိရင်ဘဝတန်တရာခရီးသွားလို့ရှိရင်အမြဲတမ်းပြည့်စုံလုံလောက်နေနိုင်တယ်ဒါကြောင့်မို့တရားဆိုတဲ့ဥစ္စာပါဖို့အရေးကြီးတယ်ဉာဏ်တဲ့ဥစ္စာအဓိကမဟုတ်ဘူးတရားဆိုတဲ့ဥစ္စာကိုတခိုးတည်းများကလည်းလူယူတိုက်ခဲလို့မရဘူးတဲ့ဟုတ်ကဲ့လား တန်တရာခྱི་သွားတဲ့အခါမှာတတ္ထာလို့ဆိုတဲ့ဒီပစ္စည်းဥစ္စာပါသွားတဲ့ပုံကိုတယောက်ဟာ လူဖြစ်ရင်လည်းအထက်တန်းနတ်ဖြစ်လို့ရှိရင်လည်းအထက်တန်းဘယ်နေရာပဲဖြစ်ဖြစ်အထက်တန်းချကြစီးစိမ်ဥစ္စာပြည့်ပြည့်ဝဝနဲ့ဖြစ်တယ်ဒါကြောင့်မို့လို့တတ္ထာဆိုတဲ့ဥစ္စာရှိရင်ခုနကစိန်ရှိဖို့လေ ဟုတ်လားမခဲရင်တော့ဘူးရွှေရှိဖို့လည်းမခဲရင်တော့ဘူးတိုက်ရှိဖို့လည်းမခဲရင်တော့ဘူးကားရှိဖို့လည်းမခဲရင်တော့ဘူးဒါကြောင့်မို့ပြောတာအဓိက အကြောင်းကိုမြတ်စွာဘုရားကဖြေတာတတ္ထိတဝိတံပုရိသတ္တတိဋ္ဌံတရားဆိုတာတကယ်ဥစ္စာဟုတ်ကဲ့ လောကမှာရသည်ပြသံတရားမှာမြတ်လူသမိုင်းမှာချမ်းသာခဲ့တဲ့လူတွေမှန်သမျှဟာတရားတရားအရင်ခံထားတဲ့ကံအကျိုးပေးလို့ချမ်းသာကြတာကြီးပဲကံမကောင်းအကြောင်းမလှပြီဆိုလို့ရှိရင်ဘာလို့လို့ပျက်စီးတတ်တယ်ကံရှိတဲ့ပုဂ္ဂိုလ်မှာအောင်မြင်တယ်ဖြစ်ထွန်းတယ်လောကလူတိုင်းလူတိုင်းကြိုးစားကြတာပဲလူတိုင်းလူတိုင်းရောစီးပွားဖြစ်ခဲ့လားဖြစ်ဘူး မဖြစ်တာဘာလို့ဆိုရင်ဒီအခြေခံကွဲလွဲချက်ကလေးတွေရှိနေသေးတယ်။အဲ့ဒီကွဲလွဲချက်ကြောင့်မို့လို့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကတတ္ထိတာဝိတ္တံသရတရားဟာတကယ်အကောင်းဆုံးသောဥစ္စာတစ်ခုပါတဲ့။အဲ့တော့ဘုန်းကြီးတို့တရားချက်ခင်သူတော်တွေပြိဋ္ဌာန်တို့ဘဝအရေးပဲစိတ်အေးဖို့ရတဲ့ဘာပစ္စည်းစုတရားဆိုတဲ့ပစ္စည်းကိုစုတော့ဒါဖြင့်တရားဆိုတာဘယ်လိုဟာ ခေါ်တာလဲလို့ဆိုရင် ကုသိုလ်ကောင်းမှုလုပ်ဖို့ရန်စိတ်ဝင်စားနေတာတရာယုံကြည်တာတတ်တတ်မဟုတ်ဘူးဖရာတရားတန်ခါယုံကြည်တယ်ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်လို့လက်ခံတယ်အဲ့ဒီလက်ခံပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်ဝင်စားနေတာကိုတတ္တာလို့ခေါ်တယ်ဟုတ်ကဲ့လားတရားဆိုတာအဲ့ဒါကိုပြောတယ်စိတ်ဝင်စားတယ်ယုံကြည်တယ်တရားတရားမြင်ပြီးစိတ်ထဲမှာဖြစ်လာတာနဲ့တည်းပြိုင်နဲ့ အေးဘာလို့ရကောင်းမလို့စိတ်ကလှူဖို့တမ်းဖို့စိတ်ကူးလာလှူဖို့တမ်းဖို့စိတ်ကူးလာတယ်သီလဆောက်တည်ဖို့ဥပုသ်ဆောင်ဖို့စိတ်ကူးလာတယ်ကမ္မထအားထုတ်ဖို့စိတ်ကူးလာတယ်အဲ့ဒီစိတ်ကူးလေးဖြစ်လာရင်ကိုယ်တဏ္ဍာမှာသရာဖြစ်ပြီလို့သာမှတ်ပြီတော့နော်အဲ့ဒါလို့စိတ်ကူးမရသေးဘူးဆိုရင်သရာတရားမရှိဘူးလို့ပဲပြောရလှူတာတစ်ခုတည်းတယ်မဟုတ်ဘူးနော် တတ္ထာဆိုတာလူတာတခုတည်းတည်းမဟုတ်ဘူးကုသိုလ်ကောင်းမှုမှာစိတ်ဝင်စားလာအခုကြည့်လေတရားပွဲသွားပြီးတော့တရားနာအောင်မှပဲဆိုတဲ့စိတ်ကူးလေးကဘသူကြောင့်ပေါ်တာတော့တတ္ထာကြောင့်ပေါ်တာတတ္ထာရှိတဲ့ပုဂ္ဂိုလ်ဟာတရားနာခြင်းနဲ့တဲ့သူတော်သူမြတ်ကိုစိတ်ကဖူး ဖူးမြင့်ကျင်နေတဲ့လှူကျင်တန်းကျင်နေတဲ့ဟောတာတရားရှိတဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါ၃ချက်ပဲတရားနာကျင်တာဟာတရားကြောင့်သူတော်သူမြတ်ကိုစိတ်ကပ်ချင်တာလဲတရားကြောင့်လှူကျင်တန်းကျင်တာလဲတရားပဲလှူကျင်တန်းကျင်တာတခုတည်းကိုတရားခေါ်တာမဟုတ်ဘူးတဲ့ဒါကြောင့်မို့တာဝရိန္ဒာနတ်ပြေကနတ်တွေကတေကန်နေကြတော့ တို့မိတ်ဆွေနတ်ကိုမှားလိုက်ကြတယ်မင်းစိတ်ကူးလဲနေသူဂတိဘုံကိုရောက်အောင်သွားအကောင်းဆုံးသောအရာကိုရောက်အောင်ယူအဲ့ဒီအကောင်းဆုံးသော အရာကလက်လွတ်ဆုံးရှုံးမခံနဲ့လို့စကားလေးသုံးကုန်မှားလိုက်ကြတယ်သူဂတိဘုံကိုသွားဆိုတာလူပြေသွားလို့ပြောတာတဲ့အကောင်းဆုံးအရာကိုရောက်အောင်ယူဆိုတာတရားတရားကို ပြောတာတဲ့ အဲ့ဒီအကောင်းဆုံးသောຢာကိုလက်လွတ်ဆုံးရှုံးမခံနဲ့ဆိုတာသရာမပြည့်စေနဲ့လို့ပြောလိုက်တာဒါပဲဒါဆိုလုံလောက်ပြီဟုတ်ကလားနတ်ပြည့်ရောက်ဖို့ရာဟောဒီသရာတရားရှိရင်နတ်ပြည့်ရောက်ဖို့ရာခဲမခဲရင်တော့ကုသိုလ်ကောင်းမှုအားလုံးဟာသရာတရားရှိရင်ဘာမှမခက်တော့ဘူးဒါကိုပြောတာနော်အဲ့ဒါကြောင့်မို့လို့လောကမှာအောင်မြင်မှုကြီးပွားမှု စည်းစိမ်ဥစ္စာတွေရမှုရဲ့အခြေခံကြဆုံးအကြောင်းတရားသည်တတ္ထာသာဖြစ်ပါတယ်တဲ့ဒါကြောင့်မို့တတ္ထာသည်အကောင်းဆုံးသောပစ္စည်းဥစ္စာလို့ဒီလိုဟောတာဇန္နာတွေကသူ့ကိုအကြောင်းပြုပြီးရလာတာမို့သူလောက်အဓိကမကြဘူးတဲ့ဒါအာလောကကြီးမေးတဲ့မေးခွန်းဟာဘဝအရေးနဲ့ပတ်သက်တာဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကိုယ့်ဘဝအရေးစိတ်အေးဖို့ရာ အကောင်းဆုံးပစ္စည်းဥစ္စာရှာဖွေရမှာကတော့တတ်တာပါပဲဒီတစ်ခုကိုယ်တဏ္ဍာမှာပြည့်စုံမပြည့်စုံသေးရင်ပြည့်စုံအောင်လုပ်ထားရမယ်ဘဝအရေးစိတ်အေးဖို့အတွက်ဟုတ်ကဲ့